မိုင်တိုင်းတော့ရ30နဲ့မှ6မိုင်နဲ့မှ4ဖားလုံးဘလောက်မှဖြစ်တယ်။ဦးလာတော့မတမိုင်လောက်မှဘူးကြီးနဲ့တပိတော့ပြန်လှည့်သွားပြီ။ဗျာတဲ့ဒီမှာတပိတော့လည်းကလေးရောပါတော့ဘယ်မှလဲပါတော့လဲရှေ့မှာတပိတော့တို့တို့လို့ဖြစ်နေတယ်ဗျာတဲ့။အာထိတိမှုဖြစ်နေတယ်တဲ့ဟုတ်လား။ဦးစင်းတို့ရဲမင်းကနေပြလိုက်နေချင်မှာဒီကားသေးရဲမင်းရဲ့ကားသေးတို့ဖြစ်တယ်ဆိုတော့နန်းတော်ဦးစင်းကထူးဆန်းနေတယ်။ဒီချက်မှာဘယ်အသီးမြန်းရှိနေမလား။ဘယ်အသီးမြန်းရှိနေမလား။ဒီချိန်ကြီးမှာဒီလိုဒလိုနေရလားဖြစ်တယ်ဆိုတော့အာမထိုးကြီးလိုက်ွဲလို့ပဲပြောရမှာဖြစ်နေဒီနေရာတော့ ဲ့တော့လိပ်ပြီးမှအဲ့တော့ဦးစင်းခဏခဏပြောတယ်ဖဲသီးတွေကိုဦးစင်းကနည်းနည်းလေးကြောက်တယ်လို့ဖဲသီးတွေကရုံမာတဲ့နေရာမှာရောပါရောရုံမာတဲ့နေရာမှာကန့်ကွက်ရုံမာကြတာဦးစင်းဒီနိုင်ငံရောတစ္ဆာဆိုနိုင်ငံတစ္ဆာရှိရမှာဘာလို့ဆိုတော့မသိတော့မသိတော့သူတို့တွေရဲ့ထားတော့ဒါဥစ္စာပြောတော့ပါဦးနော်မစစ်ဆွဲချင်ပါဘူးနော်အဲ့တော့ဒီရဲလက်ကလေးလည်းဒီကားလေးကိုလာတဲ့ချိန်မှာတကားလေးကိုရွေးပြတယ်ဆိုတော့လည်းလည်းတော့ထူးဆန်းတော့ပဲအဲ့ဆစ်စစ်ရမှာတော့ခင်ဗျားတို့ရဲ့အလုပ်ပေါ့ အဲ့တော့ဦးစင်းတို့ကအမြန်လမ်းကိုဟာချိုးကတော့ရေးကြပါတယ်ဦးစင်းမှာဟာအမြန်လမ်းကိုတက်လာတယ်လေအမြန်လမ်းကိုတော့နောက်ကနေရှင်းလေးနဲ့နောက်ကနေရှင်းတော့ပြေးလာမှကိုပုံနေတာပဲရေးကြရေးလာမှပြေးလာတာဟာအမြန်လမ်းကိုတက်လာတယ်အမြန်လမ်းကိုတော့စကင်းစကင်းနဲ့လူလည်းကိုပြစ်တယ်အဲ့ဒီကလေးကကိုအမြန်လမ်းကိုတက်လာပြီဆိုကြတဲ့ကကိုဒီပြေးတဲ့ကိုဓာထင်တဲ့ကွာလို့ပြောသွားတယ်အတူတူပဲဘလို့ဓာထင်တဲ့ကွာလို့ဒီလိုနေထိတ်လိုက်မှဖြစ်မှာတော့အမှန်ပဲခီးအေးကြမ်းကြမ်းသွားခြင်းနဲ့ခီးသွားပြီလူတွေပြောထိတ်လိုက်မှဖြစ်မှာတော့အမှန်ပဲအမှန်ပဲအမှန်ကငင်းမဲ့လို့မရဘူးတားလိုက်လို့ကြတာနှစ်လအတွင်းမှာပြန်ဖြစ်လာတော့ နလာအတွက်မှာအမြန်လမ်းမှာယူမှာပြန်ပြီးမှတက်လာဆိုခဏတော့သဘောပေါက်သဘောပေါက်နော်သဘောပေါက်တက်ပြီးအမြန်လမ်းမှာယူပြစ်ပြီးပဲပြစ်ပြီးတက်ပြီးပဲပြစ်ပြီးအမြန်လမ်းမှာယူရောက်ပြီးပဲအမြန်လမ်းမှာပေါ်ဒီကောင်တွေတက်လာကြအကြောင်းကိုမရှိဘူးတက်လာပြီးဆိုကြရကိုအသုံးမချလို့လို့အထင်တော့သုံးသက်ချင်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အမြန်လမ်းပေါ်မှာ အစည်းကားနဲ့တွားနေတဲ့ရဲမှူးကြီးပြစ်ခတ်ခံရသည့်ဖြစ်စဉ်မယိုးသားဟုပောက်ကိုတော်သုံးသက်ချက်နဲ့အတူမြောင်မြို့တွင်တိုက်ပွဲဖြစ်ပြီးနောက်စစ်တပ်ကစစ်တပ်လေထီလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်မှုပြည်သူနှင့်ဦးသေဆုံးပြီးနေအိမ်များမိလောင်ပျက်စီးတဲ့ထူးခြားသတင်းနဲ့ပါတင်ဆက်ပေးခြင်းပါတယ်။စကိုင်းတိုင်းမြောင်မြို့တွင်တိုက်ပွဲဖြစ်ပြီးနောက်အကြမ်းဖက်စစ်တပ်ကစစ်တပ်လေထီလက်နက်ကြီးဖြင့်တိုက်ခိုက်မှုကြောင့်အမျိုးသားနှင့်ဦးသေဆုံးပြီးနေအိမ်လေးလုံးမိလောင်ပျက်စီးခဲ့ကြောင်း ရဲဘော်စမာကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်ယမန်နေ့မတ်လ16ရက်နေ့နက်10တနာရီခွဲခန်းကမြောင်မြို့ပေါ်ရှိအကြမ်းဖက်စစ်တပ်ကမြို့ပြင်သို့ထွက်ခွာလာသဖြင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှတိုက်ခိုက်ခဲ့ရာစစ်သားများအထိနာပြီးရဲစခန်းတွင်းသို့ပြန်ဆုတ်ပြေးသွားကြောင်းထိုကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလိုက်လံတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်မျိုးရည်မှာပါဗျဒီနေ့တော့ လစရဲ့နေ့တော့လာပိုင်း2000နဲ့မှ25ဖြစ်ပါလေနော်အများလည်းပတ်သက်ပြီးမှဥစဉ်ပြောကြတာပေါ့နော်အများလည်းပတ်သက်ပြီးမှနည်းနည်းလေးတုံ့တက်ကြတာပေါ့ကြာဝေဖန်လာတော့မဟုတ်ပါဘူးနော်အများလည်းဆိုလို့ရှိရင်ဒါတတိယကျင်းဒုတိယကျင်းအဲ့နေရာမှာဆိုတော့ဒုတိယကျင်းလို့ပဲပြောရမှာပဲနော်ဒုတိယကျင်းလို့ပြောရမှာအဲ့တော့ဥစဉ်တို့ဒုတိယကျင်းမှာတော့မှနော်အမင်းကဥစဉ်တို့ကြားလိုက်ရတယ်ဥစဉ်တခါပေါ့နော်ဥစဉ်ရဲ့ဒီဟိုပါပေါ့စဒါကလည်းပြည်သူစေလုံးနေတယ်ကဥစဉ်စီကိုလဲလာတာပေါ့နော် စစ်သားချင်းကနေဘယ်သူစစ်လုပ်နေတယ်ဒါဥက္ကဇီကိုအလဲလာတဲ့အခါမှာလူဒီနင်ကဒါဥက္ကဇီစက်တိခွဲလောက်ဟိုစက်တိခွဲလောက်မှာဖြစ်ပုံကြတယ်နော်စက်တိခွဲလောက်မှာဖြစ်တယ်မိုင်တိုင်းတော့ရ20နဲ့မှာ6မိုင်နဲ့မှာ4ဖာလောက်လောက်မှာဖြစ်တယ်လူလာတော့မတမိုင်လောက်မှာဘုန်းကြီးရဲ့တပိတော့ပြန်လဲသွားပြီဗျာတဲ့ဒီမှာတပိတော့လည်းကလေးရောပါတော့မိမလည်းပါတော့တဲ့ရှေ့မှာတပိတော့ဒလိုလိုဖြစ်နေတယ်ဗျာတဲ့အာထိတွေ့မှုဖြစ်နေတယ်တဲ့ဟုတ်လားဥစဉ်တို့ ရဲမင်းကလက်ကလေးနေချင်မှာရဲဒီကားတစ်စီးရဲမင်းရဲ့ကားတစ်စီးကိုပြစ်တယ်ဆိုတော့ဒါနဲ့တော့ဦးစင်းကထူးဆန်းနေတယ်ဒီချက်မှာဖခင်အသီးမြန်ရှိနေမလားဖခင်အသီးမြန်ရှိနေမလားဒီချိန်ကြီးမှာဒီလိုဒီလိုနေရလာပြစ်တယ်ဆိုတော့ဒါလည်းထွေးကြီးလမ်းခွဲလို့ပဲပြောရမှဖြစ်ဒီနေရာတော့အဲ့တော့လိုက်ပြီးမှအဲ့ဦးစင်းခဏခဏပြောတယ်ဖခင်အသီးတွေကိုဦးစင်းကနည်းနည်းလေးကြောက်တယ်လို့ဖခင်အသီးတွေကရုပ်မှလည်းနေရာမှာတော့ပါတော့ ရုပ်မှန်နေမှာကန်းကောင်ရုပ်မှကြတာလို့ပဲဒီနိုင်ငံရောတစ္ဆာဆိုနိုင်ငံတစ္ဆာရှိရမှာဘာလို့ဆိုတော့မသိတော့ဘူးမသိတော့သူတို့တွေရဲ့ထားတော့ဒါဥစ္စာပြောတော့ကောင်းတော့မဆက်ဆွဲချင်ပါဘူးเนาะအဲ့တော့ဒီရင်းလက်ကလက်လက်ဒီကားလေးကိုလာတဲ့ချိန်မှာတကားလေးကိုပြည့်ပြည့်တယ်ဆိုတော့အဲ့လေတော့ထူးဆန်းတော့ပဲအဲ့ဆစ်စရမှာတော့ခင်ဗျားတို့လည်းအလုပ်ပေါ့အဲ့တော့ဦးစင်းတို့ကအမြန်လမ်းကိုအာသူကတော့ရေးကြပါတယ်စမ်းမှာဟာအမြန်လမ်းကိုတက်လာတယ်အမြန်လမ်းကိုတော့နောက်ကနေရှင်းလေးနဲ့နောက်ကနေရှင်းတော့ပြေးတာမှကိုမှုန့်နေတာပဲရေးကြတယ် ရေးတာကိုပြည်တာကအမြန်လမ်းပေါ်တက်လာတယ်အမြန်လမ်းပေါ်တက်ကဲကဲတူတူလေးကိုဖြစ်တယ်အဲ့ဒီကလေးကကိုအမြန်လမ်းပေါ်တက်လာပြီဆိုကလေးကကိုဒီပြည်နေကိုဓာထင်တဲ့ကွာလို့ပြောသွားတယ်အတူတူပဲဘလို့ဓာထင်တဲ့ကွာလို့ဒီလိုတွေထိတ်လိုက်မှုဖြစ်မှာတော့အမှန်ပဲခီးအေးကြမ်းကြမ်းသွားနေတဲ့ခီးသွားပြည်လူတွေအတွက်ထိတ်လိုက်မှုဖြစ်မှာတော့အမှန်ပဲအမှန်ပဲဘာမှလည်းငင်းမဲ့လို့မရဘူးခင်ဗျားတို့ငင်းလို့မရဘူးနော်အဲ့တော့ငယ်လမ်းမှာညင်းရောက်လို့လုံးပါလေဒီကဆက်ဖြစ်နေအောင်ပါပဲဦးစင်း ဒီအမြန်လမ်းမှာလေငါတော့လေငါအဲ့မဖြစ်ခင်လေငါရဲ့တော့ကပြန်လာတယ်။အဲအမြန်လမ်းမှာရှိတဲ့ဂိတ်တွေကိုကြည့်တယ်။အချို့ရဲဘော်လေးတွေဂိတ်စော်နေတယ်။လမ်းဘေးမှာထိုင်နေပါ။အဂိတ်ရှင်မှာထိုင်နေမှာဂိတ်စော်နေတယ်။ဒါတချို့မကြည့်ပါဥစဉ်ကဒီကောက်မှာပါလို့ရှိရင်ဒီအမြန်လမ်းမှာပါလို့ရှိရင်စားစရာပါလေ။တခါလေလိုလိုချက်ကြော်လေးတွေချက်ကွာလေးတွေစားစရာလေးတွေပါတယ်မုန်းပါတယ်။ခါလေအဲ့လိုဥစဉ်ဂိတ်တွေမှာချာချာဖိုက်ရိုက်ပြီးပေးတယ်။ဒါတခါလေတချို့ရဲဘော်တွေဂိတ်စော်မပြတ်ဘူးရှိပါ။ဂိတ်စော်မပြတ်ဘူး။ စောက်ကျင်လေအတွင်းထဲမှာဆိုအထက်ထဲမှာအပြည့်ဘက်မှာဂိမ်းဆောင်နေလို့အဲ့ဖြတ်သွားဖြတ်လာနေတဲ့အချိန်မှာကအကုန်လုံးရှိတယ်။ PDF ထောက်ခံနေတဲ့တို့ရှိတယ်။တချို့ PDF တွေလည်းရှိရှိမယ်။တချို့အဒီပိတ်တွေအများကြီးရှိမယ်ဗျာ။ဟောဒီညာလည်းကြီးဆက်ဆက်မလိုပါဘူးလေ။ငါတို့ဝင်ရဂိမ်းဆိုင်ဆော်နေဂိမ်းမဆော်နေကြတာဆိုတာမျိုးနဲ့။အဲ့တော့ဦးစင်းကတုံးတယ်ဗျာအကြံပေးကျင်တာပေါ့နော်။ဦးစင်းကဘာမှတော့မဟုတ်ပါဘူး။ဦးစင်းတို့ဘာလို့အကြံပေးကျင်တာလဲဆိုရင်နေပြီးတော့မှသူတို့ရှိရ203ပိုင်းအောင်စီဆရာတော်ဆိုတာရှိတယ်အောင်စီကျောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလှူဒါန်းမာတယ်ဆိုမှနေရမဟုတ်ကြီးနဲ့ကြောင်းလက်ရှိအဲ့ကြောင်းထဲမှာပြည်သူစစ်တင်းတန်းနေဖွဲ့နေသူတို့မကြသေးလို့ထက်ကမကြသေးလို့ကကကြီးကမကြသေးလို့လို့ဦးသိန်းတို့ကတော့သူတို့ကပြောတာပေါ့နော်အင်အား150လောက်ရှိတယ်အင်အား150လောက်ရှိတယ်ဒီတော့အဲ့အင်အား150ထဲမှာစစ်သားဟောင်းကြီးတွေပါတယ်စစ်သားငယ်ရွယ်တဲ့သူတွေပါတယ်ဟောင်းကြီးတွေဆိုတာကသူတို့အရေးစားတွေပါတယ်အရေးစားတွေပါတယ်အဲ့လိုအများလားမှာရူပီယိုစစ်အင်အား150လောက်ရှိတယ် ်150ကိုငယ်ရွယ်တဲ့သူတကယ်စိတ်တိုင်ရှိရလားတကယ်ခံယူချက်ရှိရလားဆိုပြီးရွေးချယ်ပြီးမှနော်ရွေးချယ်ပြီးမှလောက်ပဲဆိုရင်တော့ဗျာအဲ့မှာဦးဇင်းတို့စစ်သားဟောင်းပဲဘူကြီးပဲညီညီအောင်ဆိုပြီးမှနော်တခါကြီးညီညီအောင်ဆိုပြီးမှလူကရန်ကုန်ကရန်ကုန်ကနေသူတကင်းလာတိုင်းမှာလဲသူတိုက်ပွဲမြောက်မှာသွားဦးဒီသူနေအင်းသားကြီးမှာဒီပြုစစ်ဖွဲ့ပြီးမှသူတိုက်ခဲ့တာတွေအများကြီးပဲ ုဆောင်ခဲ့တာအများကြီးပဲသူလက်နဲ့တရားခဲ့တာလည်းအများကြီးပဲနော်အခုအောင်စင်ဆရာတော်ဒီမှာသူကြောက်နေတယ်တခါညီရောဒီကလေးတွေကိုသူတင်တန်းပို့ချတယ်တင်တန်းပေးနေတယ်အောင်စင်ဆရာတော်ကဒီမှာလာပြီးတော့ငါ့ကိုလူစုပေးငါ့ကိုလူဖို့ပေးဘယ်လိုလုပ်ငါတို့လုပ်မယ်ဆိုတဲ့ညွှန်ချက်နေပါဘောနော်ဒါပေမဲ့သူတို့မကြသေးဘူးအဲ့တော့ဦးစင်းပြောချင်တာကလူကြီးရင်းနေတဲ့ဒီဟာကိုပြန်ကြည့်ပါကနေပြီးတော့တိုင်းမူကြီးလည်းပြီးပါတယ်နေပြီးတော့တိုင်းမူကြီးတော့မှဆန်အိတ်20လားပါလားမလို့လှူတယ်လို့ဦးစင်းတော့ကြားသိရတယ်ဝမ်းမြောက်ပါတယ်ထောက်ပံ့ပေးရမယ်နော် ဲ့တော့သူတို့ကိုကြောက်အောင်လို့သူတို့ကိုတရားဝင်ဖြစ်အောင်လုပ်ပြီးမှဒီအញ្ញံလိုင်းကြီးမှာချစ်တိမိမိအញ្ញံကင်းပတ်လက်နေရင်နဖိုးကြီးဆိုတဲ့နေရာကတော့နောက်လဲလာအောင်မှာလေးလေးလို့လာအောင်မှာအဲ့တော့နဖိုးကြီးတို့နေရာမျိုးမှာခုခဏ၄၅၅ရက်လောက်ဒီကောင်တွေတက်လာမှာမဟုတ်မလားဘူးဒီကောင်တွေမေးလောက်ပြီးချိန်မှတက်လာမှာအဲ့လိုနေရာမျိုးမှာပြည်သူစစ်အနေခေါင်းခေါင်းတွဲထားပြီးမှစစ်သားတွေအဲ့ဒါဆိုလေခြေထားမှာရောက်ရှိနေတာအများကြီးရှိတယ်။အဲ့တော့ခံယူချက်ရှိရမယ်။တိုင်းပြည်ကိုအမှန်တကယ်ချစ်ရမယ်။ အဲ့လိုလူတွေကိုရွေးချယ်ပြီးမှဒီလိုနှထုံးကြီးလိုနေရာမျိုးမှာထားနောက်တစ်ချက်ကဦးဇင်းတို့ဒီလောက်ခေပြင်ရည်တိုးတက်နေတဲ့အချိန်ကာလကြီးမှာဒုံးတွေမရှိဘူးလားကင်းတော့ဒုံးတွေမရှိဘူးလားကင်းတော့ဒုံးတွေမထားဘူးလားဒါလည်းတစ်ချက်နော်ကင်းတော့ဒုံးတွေထားကိတော်လုံးတွေမလုံးတတ်ဘူးလားရမလုံးလိုက်လို့ရှိရင်ကိတော်လုံးရှိပါကြအများလားလှုပ်ရှားနေရတာဟုတ်လားအဲ့လိုလှုပ်ရှားကိတော်လုံးတင်တန်းနေပါတယ်တင်တန်းနေပါကေလေလက်ပြီးမှခါမျိုးလေးထားလေးကိုဒီနေ့ကတော့တနေ့တစ်ချိန်ပဲဖြစ်ဖြစ်တနေ့တစ်ချိန်ပဲတစ်ချိန်ပဲဖြစ်ဖြစ်အများလားအကဲတော်လုံးနဲ့ကြည်နေရအဆင်မပြေဘူးလား ဘယ်လိုလဲရှိတယ်ဗျနော်ရှိတယ်အဲ့လိုလေထားလိုက်လို့ကျတာနှစ်လအတွင်းမှာတက်ဖြစ်လာတော့နှစ်လအတွင်းမှာလည်းအမြန်လမ်းမှာယူမှာပြန်ပြီးမှတက်လာတော့ဆိုခင်ဗျားတို့သဘောပေါက်သဘောပေါက်နော်သဘောပေါက်တက်ပြီးအမြန်လမ်းမှာယူတော့ပြက်ပြီးပဲပြည်ပြီးတက်ပြီးပဲပြည်ပြီးအမြန်လမ်းမှာယူရောက်ပြီးပဲအမြန်လမ်းမှာဟိုဒီကောင်လေးတက်လာစရာအကြောင်းကိုမရှိဘူးတက်လာပြီးဆိုကြတဲ့အကိုအသုံးမချလို့လို့ဦးဆန်တော့သုံးတက်ခြင်းတယ်ဗျနော်အသုံးမချလို့ကိုသုံးတက်ခြင်းတယ်နော်အဲသူတို့တွေရဲ့အတင်းရလာတော့ဗျာအာအားနေချက်ကဆော့ဆော့ဦးဆန်ပြောတော့လို့ပဲ ဖုံးထိုင်တုံးနေရစွစမ်းမှုမရှိဘူးလိလမှုမရှိဘူးဘလို့အနေစားမရှိဘူးဘလို့လို့မရှိဘူးမရှိဘူးဘိပတ်ဝင်ရှင်တွေပေါ့မှမတည်ဘူးခင်းတော့တော်အင်ဖော်မထားမှမတည်ဘူးသူတို့တွေကမတည်ကြအောင်ဆိုမယ်အဲလီဆိုမထိုင်နေမယ်နေခဲ့ထဲထဲမှာလောင်းနေမယ်ဒါပဲတည်ကြအပြစ်ပြောတာမဟုတ်ပါဘူးဦးစင်လက်ကိုတွေ့မယုံမရှိနဲ့ဆိုတော့ဟုတ်လားမျက်မြင်ကိုတွေ့ဟိုကြောင့်ဦးစင်တော့ပြောနေရှိဖြစ်တယ်နော်အဲ့တော့ဦးစင်တို့နေပြည်တော်နေရာတော်မှာဦးစင်ကြောင့်ပြည်သူစစ်တွေရှိတယ်ဒီနေ့နေဖွင့်နေတယ်နော် ဲ့တော့တရားဝင်ဖြစ်အောင်တရားဝင်မှဖြစ်မှာလူငယ်နေဖွင့်နေတရားဝင်မှဖွင့်မှုဆိုလည်းဖြတ်သိပ်ပလိုက်ပေါ့ဗျာတကယ်လို့မှတရားဝင်လုတ်ပြီးမှဆိုလည်းထိထိရောက်ရောက်လုတ်ပြီးမှအမြန်လမ်းမှယူမှာကင်းလေတာရှိမယ်ကင်းပိုက်တာရှိမယ်ဆောက်ရောက်တာရှိမယ်တကယ်လောရဲကြိုင်ရဲတဲ့လူတွေရွေးချယ်ပြီးမှထားရတယ်လို့ဦးစင်းကတော့အကြံပြုချင်ပါတယ်ဗျာနော်ရဲရဲပတ္တာစာရဲ့ဒီလူစီရဲ့တော့ရည်ညွှန်းချက်နဲ့ပေါင်းတိမှလုပ်မယ်ဆိုရင်တော့အမြန်လမ်းမှကြီးမှတွာလာနေတဲ့ဒီလူတွေလည်းစိတ်ချမ်းသာကိုယ်ကြီးကြမှာခြင်းများစွာဖြစ်တွာလာလှောက်ရှားနိုင်ပြီးနိုင်ငံတော်နောက်သက်ကလူကြီးမင်းများပေါ်ကိုလည်းပုံပြီးမှ ယုံကြည်မှုတွေရှိလာမယ်လို့ဦးဇေယျတုံ့တက်ခြင်းပါတယ်။အဲ့လိုမလို့ခဲနဲ့ခုလိုပဲယောတိ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 မြန်လမ်းပေါ်တက်လာမယ်ဆိုတော့နောက်လကဆူရလူကြီးမင်းများအပေါ်ရောပြည်ထဲအပေါ်ယုံကြည်မှုတွေကင်းမဲ့လာမယ်လို့ဦးဇေယျတော့တုံ့တက်ခြင်းပါတယ်ဗျ။အားလုံးဒါပါပဲဗျ။